Hello everyone အားလုံးမင်္ဂလာပါ Agnostic Channel ကနေပြန်လည်ဆိုလိုက်ပါတယ်ဒီနေ့သင်ရတဲ့ဗီဒီယိုမှာတော့ cast design ကို step by step ဆွဲကြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကပုံနေဆွဲတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် fine tune down မယ် fine tune down မှုအတွက် keyboard မှာရှိတဲ့ control and one နဲ့ပါ control and one နဲ့ပြီးရတယ်ကျွန်တော်က a က iso click ချနေမယ်ပြီးရင် open ကိုနှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့ fine tune down ပြီးသားဖြစ်ပါတယ် fine tune down ပြီးသားပြီဆိုရင်လည်းကျွန်တော်ဒီ drawing file ရဲ့ unit တွေအမှန်မှန်ကိုစစ်ပြရမယ် ျနေ့လေးမှမှမဆက်ဖို့အတွက်ကျွန်တော် comment box မှာ UN under အနောက်ဘက်ကနေကျွန်တော်လမ်းထိုက်မှာကျွန်တော်ဒက်စီမန်ကိုရွေးထားမယ်ဒက်စီမန်ပြီးရင်ကျွန်တော် precision တာမို့မှာကျွန်တော်ဓာတ်သမရနောက်မှာတုံညာလေးလုံးကို click ချနေမယ်ပြီးရင်ကျွန်တော် unit scale မှာကျွန်တော်က millimeter ကိုရွေးထားပါပြီးရင် okay ကိုနှိပ်ပါအဲဆိုတော့ကျွန်တော်တို့ drawing file ရဲ့ unit တွေမှမှာကိုစစ်ပြီးသားဖြစ်ပါတယ် အကျွန်တော်ဒီပုံလေးဆွဲတဲ့အခါမှာ grid line နေနဲ့ကျွန်တော်တို့ကရှုပ်မနေအောင်လို့ကျွန်တော် grid mode ကို off ပေးထားမယ်။ဒါဆိုရင်တော့ကျွန်တော်ပုံလေးဆွဲဖို့အတွက်လွယ်တဲ့ချက်လက်တွေအားလုံးကိုကျင့်သိပြီးသားရစေပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပုံလေးကိုစဆွဲလိုက်အောင်အရင်ဆုံးကျွန်တော်ကစာကတ်တစ်လုံးဆွဲမယ်။စာကတ်ဆွဲဖို့အတွက်စာကတ်2ကို click ချနေမယ်။ပြီးကျွန်တော် center point ကြမယ်။တန်မိုးထည့်မယ်။ကျွန်တော်တို့စာကတ်ရဲ့ radius တန်မိုးက1000 500ကျွန်းဒါပြန်ကျွန်တော်ကဒီစာကေကိုကျွန်တော် offset command အသုံးပြုပြီးတော့ကျွန်တော် offset ကြည့်ပြီးတော့အဲ့ဒါ offset 2ကို click ချနေမယ် ပြီးရင်ကျွန်တော်တန်ဖိုးထည့်မယ်တန်ဖိုးက9 hand 12 under ပြီးရင် object ကိုကျွန်တော်ဆက်လက်မှတ်မယ် select object ကျွန်တော်ကအပြင်ဘက်ကိုကျွန်တော် offset ကြည့်နေတာဖြစ်တဲ့အတွက်ကျွန်တော်အပြင်ဘက်မှာကလေးချက်ချမယ် command ထွက်မယ်ဆိုတော့ escape ဒါဆိုရင်တော့ကျွန်တော်တို့ဒီ circle ကိုကျွန်တော် offset ကိုမှာသုံးပြပြီးတော့ကျွန်တော် offset ကြည့်ပြီးသွားပြီပြီးရင်ကျွန်တော် line 2ကိုယူမယ် line first point next point command ထွက်မယ်ဆိုတော့ escape လေးစင်းနေပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ object ရဲ့မလွတ်တဲ့အစိပ်ပိုင်းချုပ်ကိုချက်ဖို့အတွက် trim command ကိုသုံးပြမယ် ဘယ်ပုံမှာတော့ညို့ဝဲတယ်ကျွန်တော် comment box မှာ tr under under ပြင်ကျွန်တော်တို့ check ချင်တဲ့ object ဒီပုံမှာကျွန်တော်ဒါလိုက် click ချမယ် comment ရမယ်ဆိုတော့ escape ပြီးရင်ကျွန်တော်တို့က array comment ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီ line လေးကိုကျွန်တော် array ပွားပြင်မယ်အဲ့အတွက် array comment ကိုအသုံးပြုဖို့အတွက် comment box မှာ ar under ပြီးရင်ကျွန်တော်က line ကို select မှတ်မယ် select object under ပြီးရင်ကျွန်တော်က polar option ကို click ချနေမယ်ပြီးရင်ကျွန်တော် array ရဲ့ center point ကြမယ် center point ကျွန်တော်က free angle တန်ဖိုးမှာကျွန်တော်180ထားမယ် item မှာကျွန်တော်80နော် comment ထွက်မယ်ဆိုတော့ close array အဲဆိုတော့ကျွန်တော် array comment သွင်းယူပြီးတော့ကျွန်တော်ဒီ line တွေကို array ပွားပြီးတော့ကျပါလေကျွန်တော်ကဒီ object တွေကိုကျွန်တော် boundary ဖွဲ့ပြီးမယ် boundary ဖွဲ့ဖို့အတွက်ကျွန်တော်တို့က comment box မှာ bo under bo under ခောက်ပြီးရင်ကျွန်တော် page point ကို click နေမယ် page point ပြီးရင်ကျွန်တော် boundary ဖွဲ့ခြင်းတဲ့ object တွေအတွင်းတွေကိုကျွန်တော်တို့က page point ခောက်ပြီးရင် page point goodbye, goodbye. ပြီးရင်ကျွန်တော်ကအန်တာဒါဆိုရင်တော့ကျွန်တော်ဒီ object တွေကို boundary ဖွဲ့ပြီးသွားခြင်းပါလေပြီးရင်ကျွန်တော် boundary ဖွဲ့ထားတဲ့ object တွေကိုကျွန်တော် move command အသုံးပြုပြီးကျွန်တော်ဒီဘက်ကိုရှေ့ပြင်မယ်အဲ့တော့ uh, move command ယူမယ်ပြီးရင် boundary ဖွဲ့ထားတဲ့ object တွေကို select မှာမယ်နော် select object အန်ဒါပြည့်ကျွန်တော်တို့အောက်မှာ auto လေးကိုအုံမိထားမယ်နော် baseline baseline ကြာပြန်တယ်ကျွန်တော်တို့ကဒီ object တွေကိုကျွန်တော်တို့ထားခြင်းနဲ့ရပြီဆိုတော့ ਨੇ clear ချက်ပါဒါဆိုရင်တော့ကျွန်တော် bounding ဖွဲ့ထားတဲ့ object တွေကိုကျွန်တော် move comma အသုံးပြုပြီးတော့ကျွန်တော်ဒီဘက်ကို shift ပြီးသွားချက်တယ်အာ design နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်က view panel တွေကကျွန်တော်က view ကို s2 isometric ကိုထားမယ်နော် s2 isometric အာပြီးရင်ဒီ object တွေကိုကျွန်တော် move comma အသုံးပြုပြီးတော့ကျွန်တော် above back တွေကို r1 to 80 nota move shift ပြီးမယ်နော် the move comma ယူမယ်နော် move ပြီးရင်ကျွန်တော် object တွေကို select မှတ်မယ် select object enter ကျွန်တော် base point ကြမယ် demo ထည့်မယ် bind 80 enter ပြီးရင်ကျွန်တော်တို့ object တွေကို select မှတ်မယ်နော် select object right click right click ပြီးရင်ကျွန်တော် replace move ပြီးရင် base point demo ထည့်180 enter object တွေကို select မှတ်မယ် select object right click replace move base point demo ထည့်180 enter plan object regulate review move base point demo theme 120 panda plan object regulate review move base point demo theme 180 panda တော့ဒီစင်းနေပြီးသားပြီဆိုလို့ရှိရင်ကျွန်တော် HU ကိုတောင်းချပြီးတော့ဒီ object တွေကိုထူတင်ပေးမယ်အဲ့အတွက် HU ကိုကလေးချင်နေမယ်ပြီးကျွန်တော် object တွေကို select မှတ်မယ် select object panda ပြီးကျွန်တော် demo theme 180 panda ပြန်စာကေတလုံးဆွဲမယ်စာကေ2ယူမယ်စာကေဆန္ဒပိုင်းပြီးကျွန်တော်တို့ထားခြင်းနဲ့ object ကျွန်တော် endpoint မှာကလေးချက်ထားမယ်ကျွန်တော်ဒီစာကေဆွဲပြီးသားရေဆိုလို့ရှိရင်ကျွန်တော် hilif command နဲ့ကျွန်တော်က line တွေဆွဲမယ် hilif command အသုံးချဖို့ draw ပေးမှာရှိရင်ညောက်ကလေးချက်နေမယ်ပြီးရင်ကျွန်တော်က hilif 2ကိုကလေးချက်နေမယ်ပြီးရင်ကျွန်တော်က hilif ရေကျွန်တော်ကဆန္ဒပိုင်းကြမယ်ဆန္ဒပိုင်းကျွန်တော် base radius ကိုလည်းကျွန်တော်ဒီစာကေရဲ့ quadrant point မှာကလေးချက်ကြမယ်ပြီးရင် top radius ကိုလည်းပဲဒီစာကေရဲ့ကျွန်တော် quadrant point မှာကလေးချက်ကြမယ် ပြီးရင်ကျွန်တော်10ကို click ချနေပါ10အာ10မှာကျွန်တော် demo ကို0.5 under ပြီးရင်ကျွန်တော် twist option ကို click ချနေမယ် twist option ကကျွန်တော် heli object ကိုကျွန်တော်လှည့်ခြင်းနဲ့ direction နဲ့လှည့်ပြီးတော့ကျွန်တော်ကဆွဲခြင်းတဲ့အခါမှာကျွန်တော်အသုံးပြုပါတယ်ပြီးရင်ကျွန်တော်တို့က option နှစ်ခုထပ်ယူခိုင်းတယ် cd rule ဆိုတာကတော့ close right နိုင်လက်တိုင်တိုင်းကျွန်တော်လှည့်ပြီးတော့ဆွဲထားစေပါတယ် cd rule ဆိုတာကတော့ counter close right နိုင်လက်တန်ရဲ့ကြောင်းကြံအတိုင်းလှည့်ပြီးတော့ဆွဲပေးရဖြစ်ပါတယ်ကျွန်တော်ကနိုင်လက်တန်တိုင်းလှည့်ကျင်တာဖြစ်တဲ့အတွက်ကျွန်တော် CW ကို click ချနေမယ် CW ပြီးရင်ကျွန်တော်တို့ထားခြင်းနေရာမှာ click ချချပါဒါဆိုရင်တော့ကျွန်တော် helix command သုံးကြည့်ပြီးတော့တိုင်းကြောင်းဆွဲပြီးသွားရဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က coordinate panel ထဲမှာရှိရတဲ့3 point CR ကို click ချနေမယ်ပြီးရင်ကျွန်တော်က new original point ကြာမယ် new original point ပြီးရင် h a z ကြာမယ်ပြီးရင် y a z ကျွန်တော် rectangle ကိုယူမယ် rectangle rectangle ယူပြီးတော့ကျွန်တော် first corner point other corner point ပြီးရင်ကျွန်တော်တို့ကဒီ rectangle ကို move comma ကိုသုံးပြပြီးတော့ကျွန်တော် object ကိုရှေ့ပေးမယ်အဲ့ဒါ move ဒီ object ကို select မှတ်မယ် select object and face point ကျွန်တော်ထားခြင်းတဲ့နေရာမှာ click ချက်ချမယ်ကျွန်တော်ဒီအဆင့်ကြီးပြီးသားပြီဆိုလို့ရှိရင်ဒီ rectangle ကိုကျွန်တော် shift comma ကိုသုံးပြပြီးတော့ကျွန်တော်က shift ပတ်ပြီးမယ် comma ကိုသုံးပြဖို့အတွက်ကျွန်တော် h2 အောက်မှာရှိရဲ့နှားကို click ချနေမယ် ပြီးရင်ကျွန်တော်က switch option ကို click ချနေမယ်။ပြီးရင်ကျွန်တော်တို့က switch object ကို select မှတ်မယ်နော်။ကျွန်တော်က rectangle ကို select မှတ်မယ် rectangle select object enter အနောက်ခေါက်ပြန်လဲကျွန်တော် alignment option ကို click ချနေမယ် align ပြီးရင်ကျွန်တော်တို့က set ပြီးတော့မေးတယ် yes no option တစ်ခုပေးထားတယ်။ yes option ကတော့ကျွန်တော်တို့ဒီ rectangle ကို helix object ရဲ့ alignment အတိုင်းစောင့်ပြီးတော့ကျွန်တော် sweep back နေဆိုရင်တော့ yes ကိုနှိပ်ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ကဒီ rectangle ကိုမလှည့်ဘဲနဲ့ဒီတိုင်းပဲကျွန်တော် sweep back နေဆိုရင်တော့ကျွန်တော် nose ကို အာကလစ်ချက်နေပြရမှာဖြစ်ပါလေကျွန်တော်ကတော့ဒီ return key ကိုမဆောင်းမဲ့နဲ့ချစ်ပတ်ချင်တာဖြစ်တဲ့အတွက် the nose option ကိုကလစ်ချက်နေမယ်ဒီ balance ကိုကျွန်တော်ရွေးပြရမယ်ကျွန်တော်က helix object ကို select မှတ်မယ် select object ဒါဆိုရင်တော့ကျွန်တော်တို့ select ပြီးသွားပြီဖြစ်ပါတယ်ပြီးရင် virtual style မှာကျွန်တော်က shade of gray ကိုထားမယ်အ coordinate ထဲမှာရှိရဲကျွန်တော် ucf ကိုကျွန်တော် watch ကိုပြန်ထားမယ်ပြီးရင်ကျွန်တော်ဒီ object ရဲ့မလိုအပ်တဲ့အစိပ်ပိုင်းတွေကိုချက်ဖို့အတွက်ကျွန်တော် slide command ကိုသုံးပြမယ် slide command ကိုသုံးပြလို့ကျွန်တော် command ပေါ်မှာ s l i c e flight ဒီကျွန်တော် object ကို select မှတ်မယ် select object under set under first point second point third point ဒါဆိုရင်တော့ကျွန်တော် object ရဲ့မလိုအပ်တဲ့အစိပ်ပိုင်းတွေကိုချက်ပြီးသွားပြီဖြစ်ပါတယ်အကြီး 3D object တွေကကျွန်တော်အစိပ်ပိုင်းတစ်ခုစီစဉ်နေတယ်အားလုံးကို object တစ်ခုနဲ့စစ်တော့ကျွန်တော်တို့က union command ကိုသုံးယူပြီးတော့ကျွန်တော်က union ဖွဲ့ပေးရမယ်ဒီစာကေရောကျွန်တော်မလိုအပ်တော့ဖြစ်တဲ့အတွက်စာကေကို select မှတ်မယ် delete တို့က solid union ကိုမှအသုံးပြုဖို့အတွက် solid editing panel ထဲမှာရှိရဲကျွန်တော်တို့က solid union ကိုလည်းချက်နေမယ်ပြီးရင်ကျွန်တော်တို့က object တွေကို select မှတ်မယ် select object under ဒီနေ့သင်ရတဲ့ဗီဒီယိုမှာတော့ 3D custom design ကို step by step ဆွဲစားပြီးခဲ့တဲ့ကြပါတယ် ဒီဗီဒီယိုကမေ့စေတဲ့အကျိုးရှိရဲ့ဒီဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော် YouTube channel ကို like share subscribe နဲ့ဒီကလေးဒီဗီဒီယိုကိုမေ့စေက Facebook ကကြည့်နေရဆိုရင်လည်း Facebook page ကို like share နဲ့ follow လုပ်ဖို့မင်းနဲ့နော် Audio နဲ့ပတ်သက်ပြီးသိချင်တာလည်းလုံးပေးစေချင်တဲ့ဗီဒီယိုရှိရင်လည်း comment box မှာမှတ်ခဲ့ပါဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်